Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကြည့်ပေးမယ့်အကြောင်းအရာကတော့သူကကိုကိုချစ်ရောချစ်ခဲ့ရဲ့လားအဲ့တော့ဒီ reading ကဘယ်အတွက်ဖြစ်သွားမလဲဆိုတော့အဲအရင်ရီစားဟောင်းနေပေါ့နော် ပြတ်သွားပြီးသား relationship အကြောင်းဖြစ်မယ်ပေါ့နော်ချစ်ရောချစ်ခဲ့ရဲ့လားဆိုတော့လေဟိုအတိတ်ကိုအတိတ်က အကြောင်းအရာကိုပြန်ပြီးတော့ကြည့်မှဖြစ်တယ်ပေါ့နော်ပြတ်သွားပြီးမှကိုကိုချစ်ခဲ့တာလားအပြိုတွဲခဲ့တာလားအဲ့လိုမျိုးကြည့်ပြီးမှပေါ့နော်အဲ့တော့ ဆက်ကြည့်ပေးပါဗောနော်ပြီးသွားလို့ရှိရင်ဒါက collective reading ဖြစ်တယ်เนาะ collective reading ကိုလေတချို့ကလေပြန်ဟိုလေပိုင်းလေးနေရွေးနေရတူရဲ့ဒီလားပိုင်းရွေးစရာမလိုဘူးเนาะ collective reading ဆိုတာကြတော့ပိုင်း1 2 3မခွဲဘူးတခါတည်းကြည့်ပေးရမှာเนาะပိုင်းရွေးစရာလည်းမလိုဘူးတခါတည်းနားထောင်ပေးရမှာကိုနဲ့ energy ကြိုက်တယ်ဆိုလို့ရှိရင်အဲ့အရာမှန်သွားလိမ့်မယ်เนาะဟောတာတွေအကုန်လုံးမှန်သွားလိမ့်မယ် energy မကြိုက်ဘူးဆိုလို့ရှိရင်တော့မမှန်ဘူးနောက်ထပ် တစ်ခုထပ်ပြောချင်တာ collateral reading ကကြတော့အမ်မှန်တာကလေပိုင်းထက်တော့ဟိုကလူရေအတွက်ကတော့နဲမဲ့လို့ထင်တယ်နော်။ဘာလို့လဲဆိုတော့ general ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဥမာလူတရာရှိရဲဆိုလို့ရှိရင်90လောက်ပဲမှန်နိုင်မယ်နော်။ပိုင်းဆိုလို့ရှိရင်ကျတော့အမ်ပိုင်းသုံးခုခွဲထားရဲဆိုလို့ရှိရင်ကျတော့တစ်ခုမှဟိုမမှန်နိုင်ဘူးဆိုလို့ရှိရင်နောက်တစ်ခုမှန်နိုင်တဲ့ chance ကရှိရဲပေါ့နော်။အဲ့တော့အဲ့ဒါလေးတခုပြောချင်တယ်။ collateral reading ဆိုတော့တကြမလို့လူတိုင်းနဲ့တော့ energy ကိုက်မှာမဟုတ်ဘူး။ အားလေးတကူတော့ပြောချင်တယ်နော်ဟုတ်အားဆိုလို့ရှိရင်ဒီသူကကိုယ်ကိုချစ်ရောချစ်ခဲ့ရလားဆိုတော့ reading ကိုဖတ်ကြည့်မယ်နော်အိုးအဲ့ဒါဆိုသူစီမလေးအဲ့လိုမျိုးပေါ့နော်စိတ်ကလေသူစီမစိတ်ကချုံနောင်ခံပြီးတော့လေလမ်းပြောက်ပြီးတော့ပိတ်မိနေတဲ့ feeling မျိုး သူ့စီမှာအရင်တော့မယုံထွက်နိုင်ခဲ့တာအဲ့လိုမျိုးထင်တယ်။သူကရွေးချယ်စရာများတဲ့လူတယောက်ဖြစ်နိုင်တယ်။သူ့ကိုပဲတောင်းလာပြောကိုကညှော်လင့်နေရတာပေါ့နော်။စိုးရင်တကြီးနဲ့ကိုကလေသူ့ကိုလေတခြားသူတွေတခြားသူတွေဟိုနဲ့ဟိုတခြားသူတွေလာကြိုက်မှလားအဲ့လိုမျိုးပေါ့နော်။အဲ့အရေကိုလေစိုးရိမ်ပြီးတော့စောင့်ကြည့်ပြီးတော့အဲ့လိုနေနေရတဲ့ဘဝကနေနော် သူကကိုတဲ့ပေကန်းစွန်ကျေးတာမျိုးလေးအန်းနာမျိုးလေးတော့သူကရှိခဲ့တယ်နဲ့တူတယ်ကျွန်တော်နှစ်ယောက်ကိုလေအမေမိဘတွေကသဘောမတူတာလားအဲ့လိုဖြတ်ခိုင်းတာလားတရားယောက်ကဖြတ်ခိုင်းတာမျိုးလားသူရဲ့အမေမိဘတွေကကိုပေါ်သဘောမတူတာမျိုးတွေလည်းဖြစ်နိုင်တယ်နော်ကျွန်တော်ဆက်ဆက်ရရပြီးဆုံးသွားခဲ့ပြီ ခုချိန်မှာတရားတယောက်တည်းလေးတောက်ပနေတဲ့ပုံစံမျိုးထင်တယ်နော်အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းပြီးအချိန်မှာတယောက်တည်းတောက်ပနေတဲ့ပုံစံမျိုးလေးတွေ့ရင်ပြီးတော့ကလောက်တလေးတွေချစ်ခဲ့လားဆိုတော့သူကလေတယုတရပုံစံမျိုးလေးတော့တွေ့နော်တယုတရလေးတံမိုးထားတာလေးတော့ရှိတယ်ဒါဆိုမိဘတွေကြောင့်ပဲ꿰ခဲ့တာလားပြတ်ခဲ့တာလားသူလည်း သူလည်းပြန်မှန်းရရပေါ့နော်ချစ်ခဲ့ဘူးလားဆိုတော့ချစ်ခဲ့ပါတယ်ချစ်ခဲ့ဘူးလားဆိုတော့ချစ်ခဲ့ပါတယ်နော်ဆုံးရှုံးသွားတဲ့အတွက်လည်း तू ခံစားရပါတယ်ချစ်ခဲ့ဘူးလားဆိုတော့ချစ်ခဲ့တယ်ဒါဆိုလို့ရှိရင်ဒီ collateral တွေကိုကြည့်ရတဲ့သူတွေကပတ်သက်နေတဲ့လူနှစ်ယောက်ကြောင့်မဟုတ်ဘူးနဲ့ပေါ့ဂျားရဲကမိဘတို့ဘာတို့မျိုးအမျိုးတွေအဲ့လိုမျိုး เนาะမိဘတော့အမျိုးဆိုရည်လာအဲ့လိုမျိုးကြီးအောင်ပြတ်သွားတာထင်တယ်သဘောမတူလို့လားအိမ်ကချစ်ခဲ့လားဆိုရင်ချစ်ခဲ့တာလေးနဲ့ခံစားရတာလေးနဲ့တွေ့ချစ်ခဲ့တာပေါ့ချစ်ခဲ့တာပေါ့ချစ်ခဲ့တာပေါ့လို့ပဲပြောရမှာပေါ့နော်အဲ့ဆိုလို့ရှိရင်လည်းမိဘတွေဘာကြီးကြောင့်ပြတ်သွားတာမဟုတ်မဟုတ်တဲ့လူဆိုရင်တော့ဒီ collateral region နဲ့တော့မကိုက်လောက်ဘူးเนาะ ကနော့ဆော့ဆိုရလေဒါသူရဲ့ဒရာမာလေးပေါ့သူခံစားရရတယ်ပေါ့ကွယ်ကနော့ဆော့နဲအဲ့တော့ချစ်ခဲ့တယ်ပေါ့နော်ဖြေရတော့ကနော့ဒီ feeling ကလေးဆွဲကြည့်မယ်နော် Oh my god My family has concern about you ားရဲ့မိသားစုကတဲ့မင်းကိုစိုးရိမ်နေကြတယ်စိတ်ပူနေကြတယ်ဒါမှမဟုတ်လို့ရှင်တိတ်အားမရဘူးဒါမှမဟုတ်လို့ရှင်တခုခုတန်တရာဝင်နေရဲဆိုတော့ဒါဘာဖြစ်မလဲစောပြောရတယ်တူနေเนาะမိသားစုတွေမိဘတွေကသဘောမကျတာမျိုးသဘောမတူတာမျိုးအလိုမျိုးပုံစံမျိုးဆိုလေဒါ concern about my family ရဲ့ concern about you ဆိုအဲ့ဒါဘယ်လိုဖြစ်မလဲ စိုးရိမ်နေကြရလားစိတ်ပူနေကြရလားသူ့ရဲ့မိသားစုကတင့်ကိုစိုးရိမ်နေရလားစိတ်ပူနေရလားအမ်တန်တရားရှိနေရလားဒါမဟုတ်လို့ရှိရင်အားမရတာလားအဲ့ဒါတော့ reading ဟိုဟာဖြစ်တဲ့လူတွေသိမှာရှင်နော်အနောက်တစ်ခုထပ်ပြီးတော့ကြည့်မနော်နောက်တစ်ခုထပ်ယူလိုက်မယ်အိုးနှက်ကထွက်လာ I'm scared to reach out to you မင်းစီကိုဆက်သွယ်ဖို့ရာကြောက်နေရပေါ့မင်းစီကိုဆက်သွယ်ဖို့ကြောက်နေရ I need your time and commitment အမေရဲ့အချိန်နဲ့ um commitment ဆိုနေလို့ခရီးပေးနိုင်တဲ့အရာမျိုးပေါ့နော်အမျိုးလိုအနေနဲ့ဒါတော့ထားပါတော့နော် ဒီထပ်ထပ်ပြီးတော့မှဒီ feeling ကတည်းထပ်ချင်းရှုပ်သွားမှဆိုတော့မကြည့်တော့ဒါ first relationship ကိုသူချစ်ခဲ့လားမချစ်ခဲ့လားကြည့်တာဆိုတော့လေအဲ့တော့အဖြေရဆိုလို့ရှိရင်တော့သူချစ်ခဲ့ပါတယ်လို့အဖြေရပါတယ်နော်အဲကြည့်ရတာတော့ family တွေကြောင့်အဆင်မပြေသွားတာဖြစ်နိုင်တယ်နော်သူ့ဘက်ကမိသားစုဒါပေမဲ့ energy shift ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကမိသားစုပေါ့နော်အဲ့လိုမျိုးပြန်လည်ဖြစ်သွားနိုင်တယ်နော် energy လည်းပြောင်းလဲဖြစ်သွားနိုင်တယ် အဲ့အတွက်နားထောင်ပြီးတဲ့အတွက်အားလုံးကျေးဇူးပါ